ဟုတ်ကဲ့အဲ့ဒါတော့ကျွန်တော်တို့ဘာလို့ဆိုတော့ဟိုပါပေါ့တခြားကျွန်တော်တို့လူမှုကွန်ရက်ပေါ့နော် Facebook တို့ဘာလို့အဲ့ဒါတွေကနေတိထားတာတွေကတော့ဟိုပါပေါ့60လောက်ရှိတယ်ပေါ့ဒါပေမဲ့ဟို60လောက်ဆိုတာကျွန်တော်တို့ဘာလို့ဆိုတော့အထင်ကြီးရတယ်လူတီများတဲ့ဟာကြီးပဲဖြစ်တာဟုတ်ဒါမှတကယ်ဒီရှီအောင်ဆောက်အောင်လို့ရင်ချင်းမှုအမွေနဲ့အဲနေရာအဆောက်အအုံလို့စသဖြင့်ပြည်စီရရတော့အများကြီးဖြစ်ပါဘူး ဟုတ်ကဲ့ဆရာဟုတ်အဲ့တော့ဟိုဟိုပေါ့စီးရင်အတိအကျတော့ကျွန်တော်ဟိုပေါ့ဟိုကျွန်တော်လည်းပြည်သူလည်းဖြစ်သေးတယ်ပေါ့နော်ဟိုပုံမှန်တော့ကျွန်တော် Facebook ထဲကတီးထားတယ်ဟိုကူပြောတဲ့ကျွန်တော်ဒီငင်းကုန်းဘက်ကကျွန်တော်နောက်ဒီဟိုပေါ့မြတ်သိန်းနံစီကြီးတို့အဲပြောကြတာတို့စသဖြင့်ပေါ့နော်အဲနောက်တစ်ခါကျွန်တော်ကရွှေစားရံစီကြီးတို့ဒါတွေကတော့ဟိုတီးပြီးသားဖြစ်မှာပါအဲ Facebook တွေမှာလည်းပါတော့ကြတယ် အဲ့အရာတွေအပြင်တခြားဟာတွေလည်းကျွန်တော်ဌာနကနေပြည်သူနေအခုဆိုရင်ကျွန်တော်မန္တလေးရဲ့အဲ engine engineer တွေရဲ့ကျွန်တော်ပုဂံရှိတဲ့ engineer တွေရဲ့စုပြီးတော့အခုပြောတဲ့နေရာဒေသတွေကိုတွားပြီးပေါ့ပျက်စီးရဲ့နေရာဒေသတွေတွားတွားပြီးတော့ assessment တွေကောက်တယ်ပေါ့နော်အဲ့ဒါပြီးရင်တော့ကျွန်တော်အတီးကြတည်ရမှာပဲဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပေါ့နေရာကြတော့နော်တိုင်းဒေသကြီးကြတော့ဒီမန္တလေးတိုင်းရောနေပြီးတော့ရဲ့အဲဒီပေါ့မန္တလေးတိုင်းနဲ့နေပြီးတော့ရဲ့ အဲသခိုင်းရလားဆရာဒါမှမဟုတ်ဘနဘနနီယာလောက်ဆရာတို့ကောက်ကောက်နေလဲပေါ့တိုင်းဒေသကြီးကျတော့အခုအခုလောတယ်တော့ကျွန်တော်မန္တလေးနဲ့ဟိုပါသခိုင်းပဲကောက်နေတယ်ပေါ့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့အဲဒီရှေးအောင် site ဒီကျွန်တော်ပူဖြတ်ပြီးတော့ကျွန်တော်သွားအောင်ပါပေါ့ဥမာထားပါတော့မန္တလေးပြီးသွားလို့ရှိရင်အဲကျွန်တော်ဒီဘက်က ပလိတ်တို့အင်းဝါတို့ပင်းရတို့နောက်မှတ်ခဲရတို့စသဖြင့်ပေါ့ကြောက်စဲဘက်တို့အဲစသဖြင့်အဲ့လိုမျိုးတွေကျွန်တော် က်ပြီးကောက်သွားမှာပေါ့အခု law ဆိုတော့ manly မှာပဲကျွန်တော်လုပ်နိုင်သေးတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဒီလူအင်အားတွေရောအချိန်ကြီးဘလို့ရှိလဲအဆင်ပြေလားဆရာတို့ volunteer တွေပါရောလူသေးလားဆရာအဲအခု law ဆိုရတော့ဒီလိုမျိုးပေါ့ဗျာအိမ်မှာငရင်လည်းနောက်ဆက်တွဲဟာဒီဟိုရှိနေသေးတယ်ပေါ့နော်ရှိနေသေးတယ်နောက်တစ်ခါကျွန်တော်ဒီလျှက်စင်ပြီးတော့ဆက်တွဲရီတို့စသဖြင့်ဒါတွေလည်းကျွန်တော်မကောင်းသေးဘူးဆိုတော့အခုပြောဆိုလူရင်အားနဲ့လုပ်ဖို့ဟာတော့အခက်ခဲရှိတာပေါ့တကယ်လို့အဲ့ဒါတွေအဆင်ပြေသွားပြီဆိုတော့ ဌာနရှိတဲ့ဝန်ထမ်းတွေပေါ့နော်အဲဝန်ထမ်းတွေကနေပြီးတော့ကောက်မယ်နောက်တစ်ခါကျွန်တော်တို့တခြားပေါ့နော်ဒီရှီအောင်သူတေသနာဟိုဝါသနာပါတဲ့နားလေတဲ့ဥမာတော့ပေါ့နော်ရှီအောင်သူတေသနာပညာနဲ့ဖွဲ့ရတဲ့လူပဲလူရယ်တွေအဲ့ဒါမျိုးတွေကျွန်တော်ဟိုစုပေါင်းပြီးတော့ကျွန်တော်လုပ်ဖို့ဟိုပါပေါ့အစီအစဉ်တွေတော့ကျွန်တော်ရှိရတယ်အဲအခုလောစရာအခုပြောတဲ့လျှက်စစ်မီရယ်နောက်ဆက်တဲ့ငလျင်ကြီးရဲ့ဆက်သွယ်ရေးကျွန်တော်မကောင်းသေးတဲ့အတွက်အဲ့အတွက်အဲ့ညာဒီကျွန်တော်ဟိုပါပေါ့မလုံနိုင်သေးဘူးပေါ့အခုလောဆယ်တော့ဘာပဲရှိမလို့ဆိုတော့ကျွန်တော်တို့ ကယ်ဆယ်ရေးပေါ့နော်ကယ်ဆယ်ရေးလုပ်ငန်းတွေဥစားပြီးလုပ်နေတာပေါ့ဟုတ်ပြန်လဲပြုပြင်ရေးအတွက်အဲဆောင်ရွက်ရမယ်ဆိုရင်အချိန်တိုင်းတာလောက်ဟိုဘယ်လောက်လောက်ဟိုကြာနိုင်ရပေါ့နှစ်တွေခြီးပြီးတော့ကြာသွားနိုင်မှာဆရာအဲစင်းကောက်တာတွေကကျွန်တော်နှစ်ခြီးပြီးကြာနိုင်တယ်ပေါ့ဟိုအဆောက်အဦရေးအတွက်ရေးပြီးတော့ဥမာထားပါတော့အဲဘယ်နေရာဘယ်နှစုဆိုတာဆိုရင်တော့တိတ်မကြဘူးလေဒါပေမဲ့ကျွန်တော် detail assessment ကောက်မယ်ဆိုရင်တော့ကျွန်တော်နှစ်ချီပြီးတော့ကြားသွားနိုင်တယ်ပေါ့နော် နောက်တစ်ခါအခုချိန်ထိကျွန်တော်တို့ပေါင်းဆိုတော့အဲနေရာအနှံ့ကိုကျွန်တော်မသိသေးဘူးပေါ့နော်ဘယ်လောက်ပျက်စီးတယ်ဆိုတော့မသိဘူးဒါဟိုဘယ်လိုပေါ့မသိမီဒီယာကနေပြီးတော့ပေါ်ပြနိုင်ပေါ်ပြပေးနိုင်တယ်မန္တလေးမင်းကုန်းစကိုင်းစသဖြင့်ဒီလောက်ပဲကျွန်တော်သိတာပေါ့တခြားကျွန်တော်နေမှာပေါ့နော်တနည်းနဲ့တတိယပြောပေါင်းဆိုပြောင်းနေမှာဆိုဟိုအရေးအတွက်တွေပါတယ်ကတော့ဟုတ်အတိအကျဆိုတော့ကျွန်တော်လောဆယ်မရနိုင်ပြီပေါ့ဟုတ်ကဲ့ဆရာဟုတ်သဘောပေါက်ပါပြီဆရာ ဒါဆိုတော့ဒီအထင်ကြီးရပဲလက်ရှိအကျမ်းမြင်ပဲတည်ရတာလေးပဲတည်ရမှာနော်ဟုတ်တကယ်တမ်းကျကျွန်တော်တို့တော့မှဟိုပါဘောအဲ့ဒီနေရာကြီးကိုကျွန်တော်မရောက်နိုင်ဘူးခုပြောသလိုမျိုးဒေတာကန်နေရာတင်ပြီးတဲ့ဟိုပါဘော message ဒီနေရာဓာတ်ပုံနေရာကျွန်တော်ကဘလောက်ပြက်စီးတယ်ပါလဲဆက်ကင်အကုန်မပြီးရအောင်အဲတော့တွားလာရေးထက်ခဲ့တာဟိုသောသောသောပြောသလိုပေါ့နောက်ဆက်တွေ့ရတော့ကြောင်းကျွန်တော်ကပေါ့တကယ်ဟိုပေါ့ rescue လောက်အောင်มาလို့เนาะ emergency response လောက်အောင်มาလို့ဆက်ပြန်ဒါမျိုးတွေကျွန်တော်မလုပ်နိုင်ဘူးပေါ့ 能能不,不能叫那挖不进去木问题，啥一百块在那边。